ဆမ်ဝဲဖြည့်တာလားသို့မဟုတ်အလုံးလုံးမလားအလုံးလုံးလို့ရှင်ငါပဲအတိုင်းတာတိအောင်မြင်နေတဲ့ဆန္ဒရှိတယ်အဲ့ဒီဆန္ဒနဲ့လိုက်လျောတဲ့လုံလဝိရိယငါမှရှိလားကြာဆုံးမှုနောက်မှာငါစိတ်ပြတ်မှုမရှိဘဲနဲ့ကြိုးစားအထုတ်မှုရှိတာဟောစိတ်တကြံ့ခိုင်လားနောက်တကဘလို့လို့ရင်အောင်မြင်မယ်ဆိုရင်ငါမဝိမန်တာဆိုရင်နီလန်းရှိသလားစူဇန်ဆင်ညာနိုင်တဲ့နီလန်းရှိလား အဲ့ဒီအချက်၄ချက်နဲ့လုံးမယ်ဆိုလို့ရှိရင်လောကမှာမဖြစ်နိုင်ဘူးဆိုတာတွေကိုဖြစ်လာကောင်းကင်ဘုံကဘုရားသခင်ကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေကဘာပြောလဲလို့ဆိုရင် God makes the impossible possible ဘုရားသခင်ကမဖြစ်နိုင်တာတွေကိုဖြစ်အောင်လုပ်တယ်လို့ဆိုကြတယ်အဲ့တော့ဘုရားဗဒဝိနည်းကပြောရမှာဘုရားဗဒဝိနည်းက cause ကိုလက်မခံဘူး တော့သူရှိရှိမရှိရှိလက်မခံဘူးဆိုတာ ရှိတာမရှိတာကိုမငင်းပဲဘူးရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကိုယ်နဲ့မပတ်သက်နော်အဲ့တော့ဘုရားဘုရားဝိနည်းကိုယ့်အတွက်အောင်မြင်မှုနဲ့ပတ်သက်တာဘာလဲလို့ဆိုရင်ဆန္ဒ wish to do which makes it the impossible possible လို့ပြောကျိုးပန်းအထောက်မှုကမဖြစ်နိုင်တာကိုဖြစ်အောင်လုပ်နိုင်တယ်ဒါဒီလိုဆွလို့လို့ပေါ့နော် ကိုကိုရင်လောရတာပဲဆောင်းဝဲအောင်ကိုကိုရင်ကြိုးစားရတယ်လောက်ပါအောင်မြအောင်လဲကိုကိုရင်ကြိုးစားကြိုးစားရရလားဆိုမရဘူးဒီလေးချက်ရှိရဆန္ဒရှိရမယ်ကြိုးပမ်းမှုရှိရမယ်စိတ်ဓာတ်ကြံ့ခိုင်ရမယ်နှီးပညာရှိရအဲ့ဒီနှီးပညာဆိုတာအရေးအကြီးဆုံးပဲပေါ့နောက်ဆုံးမှာရနိုင်တဲ့နီလန်းကိုသိတာအရေးအကြီးဆုံးအဲ့ဒီလေးချက်နဲ့လောကကြီးကိုဒါကိုအခြေခံပြီးတော့ ဖြတ်တန်းရမှာဖြစ်တယ်ဟောလူတိုင်းလူတိုင်းဟာကိုယ်ဘဝကြီးပွားရေးကိုအထောက်ကြတာကြီးပဲဖြစ်တယ်အဲ့ဒီအထောက်တဲ့မယ်ရသော်ဗျာဒီနိဗ္ဗာန်လိုဝေးလံတည်ခေါင်ပြီးတော့လက်လက်မမိနိုင်တဲ့စိတ်ကူးရင်တွေကနေရာဌာနတော်မျိုးဖြစ်နေတယ်နိဗ္ဗာန်ကိုတောင်းဒီဆရဏတရားတွေကရောင်းအောင်ပို့နိုင်တယ်ဆို တာမန်စီဝါရေးအောင်မြင်မှုတာမန်ပညာတတ်မှုပဲမပို့နိုင်မှရှိတယ်သူဆိုလို့ဘောနော်တာမန်ကိစ္စလေးတွေတကယ်ပြောမယ်ဆိုလို့ရှင်နိဗ္ဗာန်ရောက်စွာလွန်ခဲ့တယ်ဒီဇောင်းဝဲအောင်ဘုရားမခက်စီဝါရေးဖြစ်ဖို့ဆိုတာလည်းမခက်ဘူးနော်လောကမှာအောင်မြင်ကြောကြားဖို့ဆိုတာလည်းမခက်ဘူးအဲ့ဒီမခက်တဲ့ဟာတွေကလည်းဒီလမ်းကြောင်းအောင်ပဲသွားတာပဲကောအောင်မြင်မှုမှန်သမျှကိုဒီလမ်းကြောင်းအောင်သွားတယ်ဆိုတာကို ဟိုလက်ခံတာပေါ့လို့ဆိုပေါ့လက်ခံရမှာဖြစ်တယ်အဲ့တော့လက်ခံဆိုတာမျက်စိမိတ်လက်ခံခိုင်းတာမဟုတ်ဘူးစရဏတရား35ပါးဆိုတာကိုလေ့လာကြည့်ရမယ်လေ့လာကြည့်ရမယ်ဆိုကိုယ့်အတွက်မှာဘာတွေလိုအပ်နေတယ်လဲငါမှဒီစရဏတရားတွေရှိတာစရဏရဲ့အဓိပ္ပာယ်ကို literal meaning နဲ့ပြောမယ်ဆိုလို့ရှင် literal meaning ရာဆိုရင်စရတိနေအေတေနာတိစရဏ နိဗ္ဗာန်ကိုသွားရမယ်တန်ကြောင်လို့သူတို့ဆိုလို့နောက်ဆောင်ရမယ်လမ်းစဉ်အဲ့ဒါဒီစရဏတရားဆိုတာဟာဒီဒီ way of effect way of ပြောမယ်ဆိုရင်ခုခေတ်ကမဟာဗျူဟာဗျူဟာစာနဲ့ပြောမယ်ဆိုရင် life of straight touch ပဲနော်ဘဝရဲ့မဟာဗျူဟာတစ်ခုဘဝရဲ့ဗျူဟာကိုဘဝကို plan chart ဘာလုပ်မယ်ဘာလုပ်မယ်ဘာလုပ်မယ်အဲ့လိုပလန်ချပြီးသွားတဲ့ပုံကိုယ်တွေအတွက်ဒီအချက်တွေဟာလိုအပ်တယ်ဆိုတာစဉ်းစားကြည့်နော်အဲ့တော့စရဏတရား15ပါးလို့မြတ်စွာဘုရားထုတ်ထားတဲ့ထင်မယ်နံပါတ်1ကဘာလဲနံပါတ်1ကသီလတမ္ပဏာ moral principle ကိုချင်တရားကောင်းမှုအဓိကကြလောကမှာအလုံးလုံးလဲကိုချင်တရားပြတ်တဲ့လူသူမှမ ိုယ်တိုင်ဖြစ်မှာမဟုတ်ဘူး business လုပ်ရင်လည်း business နဲ့ပတ်သက်တဲ့ကိုချင်းတရားရှိရကိုချင်းတရားကောင်းမှမကောင်းလို့ရှင်ပျက်စီးသွားတာပဲပေါ့ဖဲလို့ဖဲလို့လို့ကိုချင်းတရားဆိုတာရှိတယ်အဲ့ဒီကိုချင်းတရားဟာအရေးကြီးတယ်ပေါ့ဘုရားမသာဝင်နေနေနဲ့ဘာလဲကိုချင်းတရားဆိုတာဒီသူစီအလုပ်တွေကိုမလုပ်ဘူးသူစီအလုပ်မယ်ကောင်းတဲ့အလုပ်တွေကိုလုပ်မယ် စပါလို့သူများတဲ့တတ်တဲ့အလုပ်တွေရှောင်းတယ်သူများဥစ္စာခိုးတဲ့အလုပ်တွေရှောင်းတယ်သူတို့ဟာတာမယာကျွလွန်စော်ကားတာတွေရှောင်းတယ်လောကမှာဒါတွေဟာအလုံးပြောမယ်ဆိုရင် criminal case stage ပဲကောင်းလို့သာဝတိလားဆိုတာအဲ့ဒီ case ပဲကိုရောက်သွားတာတွေကြီးပဲဒါမို့မွန်းတာကရာရှောင်းမယ်သူရမီတွေဟာရှောင်းမယ်ဆိုရင်ဒီ more principle five precepts ငါးပါးသီလဒုတိယငါးပါးသီလလို့ပြောလိုက်လို့ရှင်ဒါဘာသာတရားဟောနေတယ်လို့စိတ်ထဲမှာထင်မဟုတ်ဘူးနော်ဒီနေ့ပါ summarize မလုပ်ဘူးဘာသာတရားကိုမဟုတ်ဘူးလက်တွေ့ကျင့်သုံးရမယ်မြတ်စွာဘုရားရဲ့အဆုံးအမကိုပဲပြောမယ်နော်လက်တွေ့ကျင့်သုံးရတဲ့အဆုံးအမဘာသာတရားမဟုတ်ဘာသာတရားဆိုတော့ကိုးကွယ်ရဘာသာတရားဆိုတာဆုတောင်းတာတို့ကိုးကွယ်တာတို့ ဟိုမတော်မူပါဆိုပြီးတော့ဆုတောင်းတဲ့ဟာမျိုးတွေပါအဲ့ဒါပါဘာသာတရားဒါအဲ့ဒီဘာသာတရားမျိုးမဟုတ်ဘူးလိုက်နာကျင့်သုံးရမယ်ဆုံးမတရားနော်အဲ့ဒီနမတိကဘဝမှာစပြီးတော့နေပြီဆိုရင်နမတိအရေးကြီးဆုံးဒီ life of strategy strategy of life ကိုဘဝကိုမဟာဗျူဟာဗျူဟာတစ်ခုချလိုက်ငါပဲလမ်းရသွားမလဲဆိုတော့ဒီဗျူဟာ အဲ့ဒါကိုလုပ်မယ်ဆိုရင်နံပါတ်1ငါကိုကျင်တရားကောင်းအောင်ကြိုးစားလိုက်မယ်မဟုတ်တာမလုပ်ဘူးကောင်းတဲ့အလုပ်ပဲလုပ်မယ်မမှန်တာတွေမပြောလိုက်ချလိုက်လေလူလိန်လူကောင်းဆိုဘယ်သူမှမယုံဘူးလေတော့လိန်သွားတယ်တို့ဘာလို့ခဏခင်မှကြားတယ်မတရားသူများပစ္စည်းတွေရောင်းလုပ်သွားတယ်တို့မမမကန် လုပ်တယ်တို့မယုံသားမယုံမသားလုပ်တယ်တို့ဆိုအဲ့ဒါတွေမရှိ morality moral principle ဆိုတဲ့ တကယ်လူတော်လူကောင်းလို့သတ်မှတ်ခံရတဲ့အရေးချင်းတွေကိုယ်တိုင်လည်းမဖြစ်အောင်တော့စီကံတကြရှိတယ်စကားပြောတဲ့အခါမှာစီကံရှိတယ်နော်လိမ့်မပြောဘူးမှန်တာပဲပြောတယ်တူနဲ့တူမတက်အောင်ခြုံတွန်းမလုပ်ဘူးနော်တူနဲ့တူအစဉ်ပြေအောင်ပဲပြောတယ်နေမင်းကစားရိုင်းဆိုင်တဲ့ဒီကျန်တဲ့စကားတွေမပြောဘူးရှင်ကျေးလိမ့်မာတဲ့စကားကိုပဲပြောမယ် အကျိုးမရှိအလေးနက်တော့ဘာမှမရတောင်းစီရမရစကားမျိုးတွေကိုမပြောဘူးလောကမှာအကျိုးရှိမဲ့စကားစီးပွားရေးဘက်မှာအကျိုးရှိမဲ့စကားပညာရေးဘက်မှာအကျိုးရှိမဲ့စကားအဲ့ဒါမျိုးကိုသာပြောတယ်ဆိုတာဒါလုံးနဲ့ပတ်သက်လာတဲ့ morality တွေပဲလေ morality တွေပဲမြတ်စွာဘုရားကသုံးပါတယ်ကိုယ်စကားပြောလို့ရှိရင်ကိုယ့်ဘုံဒီ စိတ်ထဲမှာ determination လောက်တာစိတ်ကိုဆုံးဖြတ်တာမှန်တာပဲပြောမယ်မမှန်တာမပြောမပြောချင်လုံးဝမပြောတာဟောမှန်တာပြောလို့အပြစ်ရှိမယ်ဆိုငြိမ်းနေလိုက်ပေါ့တချို့နေရာမှာမှန်တာပြောလို့မရတဲ့နေရာလည်းရှိကောင်းရှိအဲ့ဒါကမပြောပဲနေကိုပြောပြီဆိုရင်ကိုပြောတဲ့စကားစီအမှန်ပဲဖြစ်ရမှန်တာကိုသာပြောမယ်မမှန်တာကိုမပြောဒါဖြင့်မှန်တိုင်းပြောရမလား မှန်တော့မှန်လေရှောက်ပြောနေ ပြဿနာတက်မှာပေါ့မှန်တော့မှန်လေရှောက်ပြောလို့မရဘူးလေအဲ့တော့နောက်တစ်ခုကပါတော့နောက်တစ်ခုလိုက်တာပဲစီကံနံပါတ်၁ကအကျိုးရှိမှပြောမယ်အကျိုးမရှိရင်မပြောဘူးဟောအဲ့တော့မှန်လဲမှန်ရမယ်အကျိုးလည်းရှိရမယ်ကိုပြောတယ်ကအေးမှန်လဲမှန်တဲ့အကျိုးလည်းရှိတယ်အချိန်မရွေးရှောက်ပြောနေလို့ရှိရင်လည်းပဲအချိန်မတန်မဲနဲ့ပြောတဲ့စကားဟာလကားဖြစ်တတ်တယ် ဒါကြောင့်မို့ပြောတဲ့ပြောတိုက်တဲ့အချိန်ကျမှပြောမယ်ဒါတခုရှိမပြောတိုက်သေးရင်မပြောနဲ့အောင့်ထောင်းနော်သုံးချက်ဟုတ်ပြီမှန်တာမှန်လဲမှန်ရမယ်အကျိုးလဲရှိရမယ်ပြောတဲ့လေအချိန်လဲရောက်လာပြီမို့ပြောတယ်ပြောပြီဆိုတဲ့အခါမှာစကလုံးရွေးလိုက်ရိုင်းရိုင်းဆိုင်နဲ့မပြောနဲ့ရှင်းရှင်းကြီးကြီးပြောမယ်အဲ့ဒီအချိန်မှာစကလုံးရွေးရတယ် အေးဟုတ်ပြီစကလုံးကျွေးပြီဆိုတဲ့အခါမှာစကားအတွက်ချိုးတော်လဲပဲရင်ထဲနှလုံးထဲကအနေထားကိုပြန်ပြီးတော့ဆက်လိုက်ငါပြောတာဟာမေတ္တာနဲ့ပြောတာလားဒေါသနဲ့ပြောတာလားဒေါသနဲ့မပြောရဘူးမေတ္တာနဲ့ပြောရမယ်အတွင်းချီအောင်နိုင်ပြီးတော့ပြောတာညဆောင်ပြဒီစကားငါချက်မန္နာကိုပြောမယ်အကျိုးရှိမှ ပြောမယ်ပြောချင်တယ်မှပြောမယ် ပြောတဲ့အခါမှာလိမ္မာရင်ကျေးစွာပြောမယ်။ပြီးရင်မေတ္တာနဲ့ပြောမယ်။အကျိုးလိုလားတဲ့စိတ်နဲ့ပြောမယ်။မုန်းတီးတဲ့စိတ်နဲ့မပြောဘူးကျွန်တော်ဆိုလိုတယ်ပေါ့။အဲ့ဒါဒီဘာပဲနဲ့ပတ်သက်တဲ့ဟောတဲ့ principle ပဲဖြစ်တယ်။အဲ့လိုကိုချင်းတရားနဲ့ပတ်သက်လာတဲ့အခါမှာဒီကိုချင်းတရားဟာအောင်မြင်မှုကို သွားတဲ့လမ်းကြောင်းပေါ်မှာဒီကုချင်းတရားနဲ့သွားရမယ်လို့ဆိုလို့အောင်မြင်နေတယ်ဆိုရင်လူလောကမှာအောင်မြင်မှုကိုရကျင်နေဆိုရင်ဒီကုချင်းတရားကိုအသုံးချပဲ